173ရဲ့ပွဲတွေကအားလုံးပေါင်း16ပွဲပါအဲ့ဒီ16ပွဲလုံးကိုပွဲချုပ်သုံးသပ်ချက်အကျယ်တဝင့်လုပ်ပေးမယ်ဆိုရင်16ရက်လောက်ကြာသွားနိုင်ပါတယ်အလောက်အချိန်မရှိဘူးလူဆိုင်ဝင်စားမှုအများဆုံးရှိနိုင်တဲ့10ပွဲ12ပွဲလောက်ကိုကျွန်တော် ောင့်တော့ပြီးတော့ကျွန်တော်ပွဲကြုံသုံးသက်ချက်လုပ်ပေးပါမယ်။ကျန်တဲ့ပွဲတွေကတော့အချိန်ရရင်ရသလောက်တော့ကျွန်တော်စူးစမ်းပေးမယ်ဗျာ။စာရင်းရင်လည်းရေးပေးမယ်ဗျာ။ UFC ပွဲကလည်းရှိနေတော့နားလည်ပေးဖို့တော့မြေတားရက်ခံခြင်းပါတယ်။ကဲလိုရင်းမဲ့စရအောင်။ရှမေယာရိုကန်နဲ့ယူကိုတာကီအိုချီတို့ပွဲကနေစမယ်။ယူကိုတာကီအိုချီကအသက်22နှစ်ပဲရှိပါသေးတယ်။ရုပ်ကတော့30ဝန်းကျင်လောက်ပေါက်တယ်။အရက်က6ပေနဲ့နှလားမရှိပြီးတော့ MMA 6ပွဲထိုး9ပွဲနိုင်တပွဲရှုံးပါ။ ူကောင်ကြီးပြီးတော့၄ပါတယ်ဝိုင်းလက်သီးတပောက်ပဲရှိပါတယ်ပညာပိုင်းတွေပါတယ်ခဏဖယ်ထားလိုက်အောင်ဗျာလက်သီးတပောက်ပဲရှိတာပါ ground ပိုင်းလည်းအဲ့လောက်ကြည့်တိမရပါဘူးရှမေရဒူကန်ကတော့တပွားလုံးရှုံးပွဲမရှိတဲ့အပြင် wear rounder ဖြစ်တဲ့ fighter ပါလူတိုင်းလည်းအသိပါအများကြီးပြောပြနေစရာမလိုဘူးအာဒူကန်ပဲနိုင်သွားနိုင်ကြီးမြင့်ပါတယ်အစောပိုင်းကပြောထားတဲ့ဂျပန်ရဲ့မမျော်လင့်သောဝိုင်းလက်သီးထိသွားရင်တော့တမျိုးတပုံဖြစ်သွားနိုင်တယ်ကျန်တဲ့အချိန်နဲ့ရရက်တွေမှာကတော့ရှမိတ်အာရိုဂန်အတာပါ။ပေါ့ဂျီအာရိုဂန်1.042၊ယူကိုတာကီအိုချီ တန်းပါကိုးစားတော့ပေါက်ချေးမှာကြွားပါလေနောက်တစ်ပွဲ JP ကောနဲ့စုခင်း JP ကောအကြောင်းကကျွန်တော်2024လောက်တုန်းကမေးဆက်ပေးပြီးသားပါလက်တစ်ဖက်မွေးရပါ အတိုလေးနဲ့မွေးလာတယ်ရှုံပွဲဆိုလို့တပွဲပဲရှိတယ် Credit background ကနေလာတယ်ဝမ်းမှာနှစ်ပွဲထိုးနှစ်ပွဲလုံးနိုင်ထားတယ် ။ဆုခင်းကထိုင်းကစားသမားဝမ်းမှာ၈ပွဲထိုး၆ပွဲနိုင်၂ပွဲရှုံးတယ်။ရက်ကော့ကောင်းတယ်လို့ပြောလို့ရတယ်။နောက်ဆုံး၅ပွဲဆက်လည်းနိုင်ထားတယ်။သူစောတဲ့ပုံစံကနည်းနည်းပြောရခက်တယ်ဗျ။မျက်နှာပွင့်တတ်တယ်၊လက်ကျတတ်တယ်၊အကွာဝေးတစ်ခုကပဲဆော်လို့ cross swing မရဘူးလားဆိုတော့ရတယ်။လက်သီးကြောက်တတ်ပင်မဲ့နာသွားရင်မကြောက်တတ်ဘူး။ ထိရင်ပို့ပြီးတော့ကြမ်းတက်တယ်ပို့လိုက်တက်တယ်ပွဲစားနေမှာညင်တက်ပြီးတော့ပွဲချိန်ကြာလာလေတွေပို့ပြီးတော့ကြမ်းတက်လာတယ်အစာပိုင်းနှိမ့်တက်ပြီးတော့နောက်ပိုင်းစီးတက်တယ်မာကုံလည်းရှိတယ်သူစောတဲ့ပုံစံသူ့ရဲ့ character ကနည်းနည်းပြောရခက်တဲ့ဘဲဗျဒီပွဲကပီကောဘက်ကကြည့်ရင်တော့မလွယ်တဲ့ပွဲသူယုံရမယ်ပီကောရဲ့ပြိုင်ဘက်တွေကလက်တစ်ဖက်ပဲပါလို့ညှာတက်ကြတယ် အခုဆိုခင်လဲညပြီးဆော့ပါလိမ့်မယ်ဒါပေမဲ့ထိသွားရင်ဟိုဘက်ကအတကုံကြိတ်တဲ့ဘဲမလို့နှစ်ချီနဲ့နှစ်ချီနောက်ပိုင်းနေမှာပွဲရဲ့တံပိုးတက်လာမဲ့ပွဲလို့မြင်ပါတယ်ချိတ်ပြီးကောဘက်ကနေပြီးတော့ကစ်တွေဘယ်ဖြောင်းလက်သေးတွေအဓိကထားပြီးတော့ဆော့လိမ့်မယ်ကဲ့ရင်ညာတောင်ရိုက်လိမ့်မယ်ဆူခင်းဘက်ကနေတကွက်ကောင်းဆောင်ပြီးတော့ကြုံလာတာကိုကောက်စားလိမ့်မယ်ပွဲစပိုင်းပြင်းဖို့ကောင်းပြီးတော့ပွဲချိန်ကြာလာလေးလေးမြိုင်လာမဲ့ပွဲပါအမှန်ဆုံးဖြတ်နေဆူခင်းနိုင်နိုင်ကြီးမြင်ပါတယ် အောက်ဂျေ JB က2.636စုခင်1.487ပါစတန်နဲ့ကာရာမိုရီမိုတိုမမစတန်က2023ခုနှစ်ကပျောက်သွားတာခုချိန်ထိပဲအတိအကျပြောရရင်သူ့ရဲ့နောက်ဆုံးဘက်က2023စက်တင်ဘာလတုန်းကဟန်ဆဝီနဲ့ MMA ထိုးခဲ့တယ်အဲ့တုန်းကတည်းကပျောက်သွားတာခုချိန်ထိပဲပွဲဝေးတာနှစ်နှစ်ရှိပြီခါနာမိုရီမိုတိုက1172မှာပတ်ချီချားနဲ့ကပတ်လုခဲ့တယ်၃ချီနှစ်ချီနဲ့တူရှုံးခဲ့တယ်ဒါမဲ့အပြည့်ယုံနိုင်ခဲ့တယ် ်ကျပောင်းစင်သမားဆစ်စစ်လည်းဖြစ်တယ်ဒီပွဲပေါ်အမြင်ပြောရရင်စတိုင်ရဲ့ဆော့ပေါက်ကမွေထိုင်းတို့ MMA တို့နဲ့ပို့ပြီးတော့လိုက်တာတွေ့ရတယ်သူ့ရဲ့နောက်ဆုံးကျပောင်းစင်ပွဲကစူပါကဲနဲ့ထိုးခဲ့တာပါအဲ့ပွဲသူနိုင်ပေမဲ့ငင်းစရာတွေဖြစ်ခဲ့တယ်အငင်းပွားပွဲတွေဖြစ်ခဲ့တယ်တတိတတကြီးတာခဲ့တာမျိုးမဟုတ်ဘူးခါနာမိုရီမိုတိုကဝမ်းချက်မရှိမှကျပောင်းစင်၃ပွဲထိုး၂ပွဲရှုံး၁ပွဲပဲနိုင်ခဲ့ပေမဲ့သူရှုံးခဲ့တာတွေကအနက်စာမန်ဆန်တို့လိုလူမျိုးတွေပချီချားတို့လိုမျိုးထိတ်တန်းတွေကိုရှုံးခဲ့တာပါမိုရီမိုတိုလည်းလိုအပ်ချက်တွေရှိပေမဲ့စတန်ကပွဲနဲ့နဲ့ဝေးနေတာရဲ့ဂျပန်မြေမှာထိုးရ ရမာရဲ့ကြောင့်ခါနာမိုရီမိုတိုဘက်ကနေပြီးတော့ကျွန်တော်ရှိပါတယ်မိုရီမိုတိုအမှတ်နဲ့နိုင်မယ်လို့ထင်ပါတယ်ပေါက်ကြီး stand 1.353 morimoto 3.21မှာ stand ကတော့အထက်ကြီးပေါက်ပါတယ်ဝမ်ချန်ပီယံရှစ်173ရဲ့ပတ်ဝန်းပွဲကြိုတုံးသက်ချက်ကတော့ဒီလောက်ပါပဲနေရတာပါတဒါ